အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာမဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့မွေးဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဒီမှာနဲ့တူနားဆင်ခံစားကြပါရှင်။မွေး ချိန်နာရီတိကျလိုက်နာဆောင်ရွက်ရသောစာမေးပွဲဖြစ်နေသည့်အချိန်မှာမှ ထိုအဖြစ်ပျက်ကိုတိုက်ဆိုင်လွန်စွာကြုံတွေ့ခဲ့ရခြင်းဖြစ်လေသည်။စာမေးပွဲဆေးရန်အတွက်အချက်ပေးခေါင်းလောင်းတန်းကိုကြားသည့်နှင့်ဆီယာမာလီသည်မိကွန်စာရွက်များကိုစာရွေဝေတော်သည်။အင်္ဂလိပ်စာဖြစ်သောနေ့ဖြစ်၍အဖြေလွာနှင့်မိကွန်သည်တရွက်ထဲပင်ဖြစ်သည်။၄တန်းမတည့်ရပါ။စာမေးပွဲဖြစ်ရန်၃တန်းနှင့်၄တန်း တယောက်ကျော်စီအစီအစဉ်တကြားနေထိုင်ကြသည့်ကလေးများထဲမှစရုပ်ထာရန်ကလေးများမတည့်ရကြသည်ဆီယမားလေး၏လက်ကြားထဲတွင် တတိယရန်မေကွန်73ရွက်နှင့်စရုပ်ထာရန်မေကွန်16ရွက်ကိုတကန့်စီခြင်ထားပြီးအတန်းနှင့်မေကွန်စာရွက်မှား၍မပေးမိစေရန်ဂယုတဆိုင်ဝေးနေသည် ထိုချိန်တွင်ဆီယမားမွိမွိဟေးဗမာလေးဗမာလေးဆီယမားလေးကအလန်တကြားနှင့်ကလေးများညွန်ပြရာကိုကြည်လိုက်တော့ ငွေငယ်ကလေးသည် အခန်း၏အရှိဘက်ပြင်ချက်အကားပေါ်တွင်တွန့်လင်းကောက်ကွေးလျက်တက်နေသည်ကို တွေ့လိုက်ရသည်ဆီယမာလီကကြည်ကြည်မမမဟုတ်သောငွေကလေးကိုကြည့်ပြီးစိတ်အေးသွားဟန်ဖြင့်အော်ငွေလေးကသူ့ဟာသူနေတာပါဘာမှမဖြစ်ဘူးနော်ပြီးတော့ဆီယမာမောင်းထုတ်ပေးမယ်ဆမီပွဲဆက်ဖြေအောင်လှုပ်လှုပ် ကို့ဖြေလွားပေါ်မှာခုံနံပါတ်ကိုမှန်မှန်ကန်ကန်ရေးကြဟုတ်ပြောပြီးအတန်းကိုထိန်လိုက်သည် ကလေးများငြိမ်သွားပြီးမိခွန်းထဲမှစိတ်ဝင်စားသွားကြသည် ထိုအချိန်မှစ၍ဆီယာမမှစိတ်လှုပ်ရှားရတော့သည် မွေကိုဘယ်လိုမောင်းထုတ်ရမလဲအမြင့်တို့တက်နိုင်သောမွေသည်မွေစိုးမဟုတ်ဟုဆိုကြတော့လေမွေမှန်လျင် အစိတ်ကတော့ရှိမှာပါပဲအမြင့်တို့တက်နေသောအစိတ်ကောင်ကို အောက်ရောက်အောင်ဘယ်လိုလုပ်ရမလဲကလေးများသည်အစိတ်ကောင်နှင့်ပတ်သက်၍အတော်ပင်ငယ်ရွယ်ကြသေးသည်ပြီးတော့စာမေးပွဲဖြေဆိုခြင်းဆိုတာ အချိန်ပြည့်ကလေးအတွက်ပဲဖြစ်တင်သည်ကလေးများကိုအနှောက်အယှက်ကင်းစွာစမေးပွဲဖြစ်စေခြင်းသည်နောက်ပြီးခုချိန်မှဆရာမလေးသည်တက်တက်လွတ်စားပြီးမြစ်တာတုတ်ရွက်ကအေးချမ်းစွာနေရန်အဋိဌံပြုထားသောအချိန်လည်းဖြစ်နေသည်သူ့တက်ကိုတက်ဖို့လွယ်လျက်သူ့တက်ကဲရန်ခဲရင်စွာစဉ်းစားနေရသောဖြစ်ကိုကျင်းကျက်စွာသောကန့်သက်ချက်အတွေးများတွင်မှအကောင်းဆုံးဖြစ်စေရန်စိတ်ကူးဖြင့်အပြင်းထန်လှုပ်ရှားနေလေသည် ဆရာမလေးသည် မွေကလေးတက်နေသောနယံကိုကြည့်ရင်ပထမဦးစွာចောင်းអសោអូကို အပြစ်တင်ပြီးတော့သည်បច្ចាអាយារីအထက်ထက်ចန်းနေသောអោខិនပြင်ချက်များကို အလျားလိုက်စီထားသောအကာယံထို့ကြောင့်ပင်ပြင်ချက်များကြား၌ပိုးကောင်မွှားကောင်ဝင်နိုင်တာပေါ့ဟောင်းနွမ်းဆွေးမြေနေပြီဖြစ်သောသူမိုးများကြားမှဆွေးမြေပေါက်ပြဲနေသောဝါးမျက်နှာချက်ထိုမျက်နှာချက်ထဲမှတခါတလေတောက်တဲ့များလဲထွက်လာတတ်သေးသည် ပြီးတော့ပဝင်းကျင်ခြေနေကိုအပြစ်တင်မိပြန်သည်။ကျောင်းဆောင်ကလေး၏အနောက်ဖက်မျက်နှာစာမှာမျက်ပင်များသည်စပားပင်များသာဖြစ်ခဲ့မည်ဆိုလျှင် ထိုကျောင်းမှကျောင်းသားများကိုပါစီမျှတောင်းเสียရမလို့ပဲစာတင်ပေးနိုင်သည်။အလွန်မင်းကျယ်ဝန်းလာသောကျောင်းကြီးထဲမှမူလာရန်စာတင်ကျောင်းကလေး၏ကျမ်းမာရေးမှာမကောင်းလှပါ။စိုးရိမ်ပွဲနာတာရှေလိုမှကဲသို့ဖြစ်နေသည်။လေပြင်းတိုက်မှဆိုရမိုးကြီးရွာမှဆိုရဒီကြားမှာပင် တက်ပြင်းရဲ့ရဲ့ရှူနေသောတောင်းဆောင်ကလေးကိုမူလာရမ်းမှတင်သောဆီယာမာလေးများနှင့်ကလေးများကအာကိုရကြီးမိခိုနေရသည်ဆီယာမာလေးသည်မိကွန်စာရွက်များဝေပြီးသောအခါမွေလေးရှီယာသို့လှမ်းကြည့်လိုက်သည်တေသာရန်ကလေးပေါ်မှခေါင်းတင်၍ငြိမ်ငြိမ်လီဒီတိုင်းဆိုအခြေအနေမဆိုးပါဘူးနေပါစေဦးလေဟုစိတ်ရည်သွားသည်ကလေးများကလည်းမွေကလေးကိုမေ့နေကြသည် အင်္ဂလိပ်စလုံးမောင်းတွေကိုတတွတ်ရွတ်ရင်စာမေးပွဲကို စိတ်ပါလက်ပါဖြေနေကြသည်ဆရာမကကလေးများကို ကြည်ရင်ကျေနေသွား၏ဒီရွယ်ကလေးတွေပဲချစ်စရာကောင်းတယ်ဆရာမပြုတ်ကြလာပြီပြုတ်ကြလာပြီရှေးခုံတန်းမှကလေးများ၏အလန်တကြားအော်တန်ကြောင့်ဆရာမလေးသည်ရှေးခုံသို့အမြန်ပြေးလာသည် မွေကလေးသည်နှယံကက်တင်မုံကြီး၏အောက်ခြေမှလမ်းရှာနေသည် အရွယ်ကမိန်းကလေးလက်မလောက်ရှိသည်အရှိကတော့တရောင်ခံဖြစ်မည် အရောင်မှာအဝါရောင်တန်းသောစင်းပြေပြေမှာမဲညိုညိုအကွက်များကြားထားသည် ထူးခြားနေတာကတော့မွေဤဝမ်ပိုက်ပိုင်းဖြစ်သည်အတော်ကလေးစူဖောင်းနေသည်တေချာကြည့်သောအခါအစာတစ်ခုခုကိုမြို့ထားသည်လားဒါမှမဟုတ်သူ့ပိုက်ထဲမှာမွေသေးသေးလေးတွေလားမသိခေါင်းကလေးကတော့လုံလုံချွန်ချွန်ကလေးဖြစ်သည်မဟောတရတာဆိုရင်မွေဘူမွေမချက်ချင်းခွဲပြားလိမ့်မည်စမီးပွဲဖြစ်နေသောကလေးများကလည်းငြိမ်နေပြီး ဆီယမာလေးကလည်းညီနေသဖြင့်မွေကလေးသည်ခုံနှမ်းများရှိရာသို့ဦးလှဲလာသည်ဒီလိုလှဲ့ဖို့တော့ခွင့်မပြုနိုင်ဆီယမာလေးကတက်သားပေရန်ကလေးနှင့်ဝေးဝေးမှနေ၍စပွဲကိုခောက်ပြီးအတံပေးကခြောက်လှမ်းလိုက်သည်မွေကလေးသည်နှယံဘက်သို့ပြန်လှဲသွားသည်ပြီးတော့တက်သားဘောင်မော်သို့ပြန်တက်သွားသည်ကလေးများဤအာယုံကမွေကလေးစီတို့ ရောက်နေကြသည်ကေကေဖြေပါကွယ်ဘာမှမဖြစ်ဘူးဆီယမ်းမရှိပါတယ် ဆရာမဒီကောင် ရှုပ်တယ်။အိုခင်းနဲ့ထုထည့်လိုက်မယ်။အမလီမလုတ်ပါနဲ့တားရဲ့။သူခင်များရေတွေနစ်နေလို့ဒီပေါ်ကိုလာခိုးနေရှာတာပါ။ဆမေဝဲဖြစ်နေရင် သူများတက်မတက်ရဘူးနော်။ကဲဖြီးဖြီး။ဆရာမသည်ကလေးများကိုအားပေးနေရတော့လေ။ကိုရိုင်းကတော့ဘဝင်မချလှပါ။ကလေးတွေကို အာနာနေသည်။ကလေးများစိတ်အချမ်းသာဆမေဝဲဖြေဆိုခွင့်မရခြင်းတော့ဆရာမမှာတာဝန်အရှိဆုံးဟုယူဆမိပြီ။ မွေကလေးကိုအဝေးဆုံးနေရာသို့ပို့ရန်ဘေးဘက်ဝင်းကျင်သို့အာယုံဖြန်လိုက်သည်။ရေရီကျောင်းပတ်ဝင်းကျင်ဤအရက်လေးမျက်နှာမှာရေရီဖွေးနေသည်။မိုးရေတက်ရေတဖွေးဖွေး၊ကွင်းကျဲအဝေးဝေး၊စာတင်ကျောင်းကလေးဖြစ်နေသည်။အခါမဟုတ်မိုးဤညင်မှန်နှိမ့်ဆက်မှုတန်းကြောင့်ရေပက်လဲဝိုင်းနေသည်။မွေကလေးသည် ရေဘေးဒုက္ခသည်ဖြစ်သည်။ဆရာမနှင့်ကလေးများသည်လည်းရေဘေးနှင့်မကင်းလွတ်သူများဖြစ်ကြ၏။ ရေသာရှိမနေခဲ့လျင်စာသင်ခန်းအပြင်ဘက်သို့အမြန်ပြေးထွက်ပြီးဒုရှိရှိတစ်ချောင်းရှာကလေးတွေကို အခန်းနောက်နာခနာပို့ထားပြီးမွေကိုကော်ပြလိုက်နိုင်သည် အကြာဆုံး10မိနစ်ပေါ်10မိနစ်လောက်ဆုံးရှုံးလိုက်ရုံဖြင့်ကလေးများသည်စိတ်လုံခြုံမှုပြေဝစွာဖြင့်ဆက်ပြေးနိုင်လိမ့်မည်ခုတော့အချိန်ဤကပြက်သားစွာလှုပ်ဆောင်ရန် အခွင့်မသာနိုင်သေးပြီသူ့ဘဲချိန်ကရောက်လာခဲ့တယ်လေသူ့ကိုနနက်ပိုင်းကမတွေ့ခဲ့ရ နေ့လယ်ပိုင်းမှာပင်တွေ့ရခြင်းဖြစ်သည်ဆီယာမားနှင့်ကလေးများသည်နံနက်ပိုင်းတုန်းကလည်းဒီအခန်းမှာပင်မြန်မာစာဘာသာကိုစာမေးပွဲဖြေခဲ့ကြသည်ဤကြောင်းမှာအခြေအနေအရကလေးများကို တနည်းနှစ်ဘာသာ ဖြေခိုင်းနေရခြင်းကြောင့်ဖြစ်သည်လေးရန်ကလေးတွေကျောင်းစစ်ဖြစ်သွားသောအချိန်မှစပြီးတနည်းတစ်ဘာသာဖြေကြရတော့လေအထက်တန်းကျောင်းကြီးမှဆရာမလုံလောက်တော့အခက်ခဲကြောင်းအထက်တန်းအလေရန်များစာမေးပွဲဆစ်သောအချိန်တွင် အစဉ်ပြေစေရန်မူလာရန်ကိုကြို၍စစ်ထားခြင်းဖြစ်သည် လူသူအယောက်ပေါင်နေသောအယက်ဒေတာမှကြောင်းဖြစ်၍ចောင်းမှရှိသောဆရာဥယေသည်ចောင်းသားနှင့်မမျှတာဖြစ်နေသောအချိန်မှပင်ចောင်းဆရာကြီးကတက်ပြေပင်စင်ယူရန် ခွင့်ယူသွားပြီဖြစ်သည်ចောင်းမှတော့စီစဉ်သူများအဖွဲဖွဲ၍ကောင်းတို့ရာရာစီမံကွက်ကဲနေကြသည် ထို့အဖွဲထဲမှမကျွမ်းကျင်သူလည်းပါ၏ကျွမ်းကျင်သူလည်းပါ၏ငါပြောသလိုလို့ ငါလိုမနေနဲ့ဆိုသည့်လူလဲပါ၏မျက်စိစုံမဲ၍တော်ရန်တောင်ရန်လုံနေသူလဲပါ၏စေရနာတကယ်ရှိပြီးမလွန်ဆန်နိုင်သူလဲပါ၏တကယ်တက်၍လမ်းကောင်းပြနိုင်သူကတော့ဘာကြောင့်မှမသိအာလုံးရင်နောက်မှခတ်တုတ်တုတ်လိုက်နေရ၏ထိုသူများကိုဖယ်လိုက်လျင်လူနာမည်သာရှိပြီးလူမရှိသည့်ခွင့်သမားများကြံ့၏နောက်ဆုံးမှတကယ်အလုံးလုံးနေကြသူတွေပေါ့ဒါပေမဲ့စိတ်မပြတ်ကြပါ အားလုံးမှာတန်ရုံစဉ်ကိုစီနှင်းဖြစ်သည်။ကျောင်းသူရောက်တဲ့အနည်းဆုံး၅နှစ်ရှိသူကြီးဆိုတော့ကျောင်းပေါ်မှာရောလှုပ်ဖော်ကိုင်ဘက်တွေပေါ်မှာပါတန်ရုံစဉ်ညှိနေကြပြီဖြစ်သည်။အများဤစိတ်ဆန္ဒမှာ မတူညီမျှနှင့် ဝိုင်းဝန်းကူညီရင်းရုန်းကန်လှုပ်ရှားကြရန်ဖြစ်တော်လေ။အနည်းငယ်တော့ခက်ခဲနေသေးသည်။ကျောင်းတွက်ကျောင်းတွက်ဟုပါဇက်ကအော်ပြီးကိုတွက်လှုပ်ရှားနေသူများကို အပြစ်မြင်လျက်အပြစ်မတင်ရခဲ့ကြ။ ဆရာကြီးမရှိသေးတော့ပုပ်ကိုရေးရာအမျက်တို့မှုများနဲ့အတန်းကြီးတင်သောဝါရင်ဆရာမတယောက်ကိုမူလာရန်တို့ကြောင်းထိုးဖြစ်ခဲ့တာတွေကိုလည်းဘေးကနေပြီးအမြင်မတော်ဖြစ်ခဲ့ကြုံသာထိုးဆရာမကတော့အပြုံးမပြတ်ပဲမူလာရန်ကလေးများတယုံယုံနဲ့ပျော်ရွှင်နေသည်ဆရာမဆိုတာဘယ်တမ်းမဲ့တင်ရတဲ့ရတင်ကြမှုအောင်မြင်ရင်အမြဲတမ်းကုန်းရှိနေတာပဲငါဆွဲမရှိပါဘူးရောက်တဲ့အတန်ကို့အတန်ပဲဟုပြောပြီးအောင်မြင်စွာတင်နေသည် သူတို့ပဲအတန်းကြီးသမားတွေက စာနားမလဲတာကိုမူလာရန်ထိလိုက်မိကြတော့ထိုဆရာမမှာတပည့်အကြီးအသေးမြောက်များစွာဖြင့်ပြိသက်အင်အားပို၍တောင်းတင်လာခဲ့သည် ထိုဆရာမသည်စာမေးပွဲအပြင်ဆုံးအဖြစ်စာရွက်တွေကိုရေးထဲမှတစွတ်စွတ်ဆင်း၍အခန်းစဉ်အတိုင်းလိုက်၍ဝေပေးနေသည်ဆရာမလေးသည် မွေကိုကြည့်ရင် ထိုဆရာမကိုမြင်တော့အတက်သွားသည်မမကြီးဒုတ်ရှိရှိတစ်ချောင်းတော့တွေ့ရင်ဆွဲခဲ့စမ်းပါဘာလို့ဖို့လဲ ဒီခန်းထဲမှာမွေးရှိတယ်။နယံပေါ်မှာပါ။လိုလိုမဲမဲဒုက္ခလေးပါလေစောင်းထားမလို့။အေးအေးယူခဲ့မယ်။ဒါလေးဝေပြီးရင်ပြေးလာခဲ့မယ်။သူ့လက်ထဲမှာစာရွက်ပုံများနဲ့လာသူစီးရင်ကိစ္စများကို အမြန်ပြေးပို့ပြီးဒုရှိရှိတစ်ချောင်းနဲ့ပြန်ရောက်လာသည်။ကလေးများကလည်းစာမေးပွဲဖြေ၍ပြီးနေကြပြီ။အဖြေလွှာတွေပြန်စစ်ကြရဲမှာထားပြီးမွေးကလေးကိုထိုးဆရာမလေးနဲ့အတူစောင့်ကြည့်နေကြသည်။ကြည့်နေစဉ်တွင် မွေးသည် သင်မုံရိုက်ထားသောတန်းမော်တို့တွေ့တက်ရာမှပြုတ်ကြသည်လက်ထဲမှာထုတ်ကြီးကြီးတစ်ချောင်းကင်ထားသောဆ iam ကထိုးတုံးနှင့်မွေကိုသွားတိုးလိုက်သည်ဟေးပောက်တယ်ပောက်တယ်စာမေးပွဲဖြေပြီးအဖြေလွာလာအပ်သောကလေးများကဆ iam လက်ထဲမှထုတ်ကိုအတင်းတောင်းနေကြသည်ပေးဆ iam တားရိုက်မယ်မလုပ်ပါနဲ့ကွယ်မင်းတို့အားလုံးဖြေပြီးကြပြီမကြခင်မဲ့ဒီအခန်းထဲကထွက်သွားကြတော့မှအနေကင်းပါပြီသူ့ကိုမတက်ပါနဲ့ ဆရာမကဖြောင်းဖြပြောတော့အခါကလေးများကမွေကိုမတက်တော့ပင်မဲ့သူတို့အတွေ့နှင့်အတွန့်တက်ကြပြန်သည်ကျွန်တော်တို့မရှိတော့မှမျက်နှာချက်ပေါ်ထိတက်ပြီးနောက်နေစာမေးပွဲဖြေနေတော့ပြုတ်ကြရင်ဘလို့လို့မလဲမတက်နိုင်ပါဘူးတားရဲ့စိတ်ချဒီကောင်ကမွေစင်းမဟုတ်ဘူးမွေစင်းကမှအမြင့်တက်နိုင်မှာဒီကောင်ကြည့်ရတာအဆိုးဆက်ပုံပေါ်တယ်အယောင်ကလည်းအဆိုးရောင်းမယ်ပောက်လဲပောက်တယ်ဆိုတော့အမြင့်တက်လဲဘသူမှဘာမှလုပ်စရာမလိုဘူးလိန်ကြလာမှာပဲ ။သူကမြေကြီးပေါ်မှာပဲအမြင်နေရတာပါ။တခါတလေအစင်းသင့်လို့နယံပေါ်တက်ရတာ။ခဏနေလို့ဆီယမားတို့ထွက်သွားရင် သူလည်းမြေကြီးရှာပြီးထွက်သွားမှာပါ။ဒုက္ကိုင်ထားသောဆီယမားကခလေးများကိုစိတ်ရှည်လက်ရှည်ရှင်းပြနေသည်။ပြီးတော့"ကဲတွေ့တယ်မလား။မင်းတို့နေတဲ့နေရာမှာအန်ရယ်ကတော့ရှိတာမှန်မဲ။ဒါပေမဲ့ကိုကိုရမ်းမမှုနိုင်အောင်ကာကွယ်တတ်ရင်ရပါတယ်။"ကိုနေတဲ့နေရာကိုပြောင်းရှင်းနေအောင်လုပ်ထားရမယ်။ဒါဆိုသူမလာဘူး။ လာခဲ့ရင်တော့လွယ်တကူမြင်နိုင်တာပေါ့ဆီယမာလေးကအခွင့်ကြုံခိုင်းမှာအခန်းတန်ရှင်ရေးလှုပ်ချင်စိတ်ပေါအောင်ဆွဲတရားဟောလိုက်သေးသည်ဒုက္ကန်ထားသောဆီယမာကလက်ထဲမှ ထုတ်ကို ရေပြင်စီသို့လှမ်းပစ်လိုက်ပြီး မြေတားတုပ်ယွနေသည် မွေကလေးကလည်းအနီရဲရဲရှာကလေးနှစ်ခွကိုထုတ်၍လက်ရလက်ရနှင့်ဟန်ရေးပြနေသည်ခဏနေသောအခါကြောင်စင်ခေါလောင်းတံကိုကြားရသည် ကလေးများကပျော်ရွှင်စွာပြေးထွက်သွားကြသည်။ဆီယာမနှစ်ယောက်ကအဖြေလွှာများကိုစစ်ဆေးသိမ့်စီပြီးတကားကိုတော့ပေးလိုက်ကြသည်။ပြီးတော့ထိုခန်းထဲမှဝေးရသူအ мян ထွက်လာခဲ့ကြသည်။ထိုချိန်မှာမွေကလေးသည် စာသင်ကုန်းကြားမှ အုပ်ပေါက်ထဲသို့ဝင်ရန်ဟန်ပြင်လိုက်သည်။အခန်းသည်မှောင်နေသည်။မွေသည်လွတ်လပ်စွာသွာလာနေ၏။ထိုခန်းသည်တော့ခတ်ထားသောလူမရှိသည့်အခန်းဖြစ်နေ၍ မွေဇိုးဤအစိတ်တီအန်နီယမဟုတ်တော့ပါစာပေချာနေမေ1995နာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော် ကောင်းသောနေ့လေးဖြစ်ပါစေရှင်